က်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ယခုချိန်မှာဆိုရင်တော့ One Champ မြန်ရှစ်က One Friday 5 107ပြိုင်ပွဲကြီးကိုကျင်းပနေပြီဖြစ်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့လွန်ပင်နီကွင်းကြီးထဲမှာကျင်းပနေတာဖြစ်ပါတယ် Veronica ရဲ့ပွဲကတော့12 size 7 design မြောက်မှာဖြစ်တဲ့အကြောင်းမလို့လက်ရှိချိန်မှာ One Champ မြန်ရှစ်က5ပွဲကိုကျင်းပပြီးပြီဖြစ်ပါတယ်နောက်ထပ်၅ပွဲတိတိကြံရှိနေပါသေးတယ်။အဲဒီပွဲပြီးရင်တော့ Veronica ရဲ့ပွဲကိုကြည့်ကြရတော့မှာပါ ခမဲကြီးအချိန်အပြည့်တွက်ဆကြည့်မယ်ဆိုတော့မြန်မာဆန်တော်ဒီညစိန်တိုင်းဝင်းကျင်မှာထိရနိုင်ပါတယ်။အခုလာမဲ့တွဲဆိုင်ဒီပုံမူတည်ပြီးတော့လေအချိန်အနည်းငယ်ပြောင်းလို့ရှိနိုင်ပါတယ်ခင်ဗျာ။ Veronica ကတော့အားလုံးသိတဲ့အတိုင်းထိုင်းနာမည်ကျော် Fighter Junior Fighters နဲ့ရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ Veronica တို့ဒီပွဲကအရင်ကိုအရေးကြီးပါတယ်။ Veronica နဲ့လည်းနိုင်ပွဲပုံဖော်နိုင်မှုလိုပါတယ်။ Lumbini Queen ကြီးထဲမှာလည်းမြန်မာပြည်သူတွေအများပြားရောက်ရှိနေကြပါပြီ။ Veronica နဲ့ဘယ်လိုဆွမ်းဆောင်ရည်ချပြမလဲဆိုတာစောင့်ကြည့်ရမှာပါ။ ရော်နီကာကိုလက်ခုပ်တီးအားပေးမဲ့ပရိသတ်တွေကတော့ထူးနေသေးပါပဲမြန်မာပရိသတ်နဲ့ထိုင်းပရိသတ်အားပြိုင်မဲ့ပွဲချင်းတစ်ပွဲဖြစ်လာအောင်ပါပါဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပရိသတ်တွေအားလုံးတူတူစောင့်ကြည့်ကြမှာပါဖရိုနီကာနဲ့လည်းနိုင်ပွဲပုံဖော်နိုင်ပါသေးလို့ပဲဆန္ဒပြပါတယ်ခင်ဗျာဖရိုနီကာကဒီပွဲမှာနိုင်ပွဲမရရှိခဲ့ရင်တော့ဝမ်ချွန်မြေရှိကတော်တော်ကိုစိတ်ပြတ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဖရိုနီကာအနေနဲ့ဒီပွဲကိုမဖြစ်ပြအောင်နိုင်ပွဲပုံဖော်မှရပါမယ်ဂျူနီယာဖေဒက်စ်က record ကောင်းတွေကိုပိုင်ဆိုင်ထားသည့်တိုင်အောင်ဖရိုနီကာလိုစွမ်းဆောင်ရင်မြန်မာရဲ့ fighter ပါဝါပြင်းတဲ့ fighter မျိုးနဲ့ရင်ဆိုင်ထားခြင်းမရှိသေးပါဘူး။ဒါကြောင့် Veronica ဘက်ကအနေနဲ့သာနိုင်တယ်လို့ဆိုရမှာပါ။ဒါပေမဲ့ Bogey တိုင်းတွေကတော့ record ပိုင်းအသားရထားတဲ့ Junior Fighters ကိုအပေါ်ကြီးပေးတာပြီး Veronica ကိုတော့အောင်ကြီးပေးထားပါတယ်။ဒါတွေကို Veronica ကဘလို့သက်သေပြသွားမလဲဆိုတော့စောင့်ကြည့်ရမှာပါ။ Veronica အနေနဲ့အကောင်းဆုံးနိုင်ပွဲတစ်ပွဲပုံဖော်နိုင်ပါစီလို့ပဲဆန္ဒပြုပါတယ်။ဒီပွဲမှာက Veronica အနေနဲ့ bonus ဆူကြီးဘတ်3သိန်းခွဲပါတင်ပိုက်သွားအောင်မလားဆိုတော့စောင့်ကြည့်ရမှာပါ။ ဘတ်3သိန်းခွဲတဲ့အနိုင်ရလက်ကအရေးကြီးပါတယ်။ဘာပဲဖြစ်ဖြစ်နိုင်ပွဲရစီချင်ပါတယ်။ဒီပွဲမှာနိုင်မွေးရမှာပါသားဖရိုနီကာရဲ့ဝမ်ချမ်ပီယံရှစ်တလန်းကထပ်ပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်။ချန်ပီယံခပတ်တီပါတဖြည်းဖြည်းနဲ့မှန်းလာရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့နိုင်မွေးပုံဖော်နိုင်ပါစေလို့ပဲဆန္ဒပြုပါရခင်ဗျာ။ဖရိုနီကာရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချောင်းအများကိုကျွန်တော်တို့ channel ကထပ်မံတင်ဆက်ပေးမှာဖြစ်လို့အားပေးကြပါအောင်ခင်ဗျာ။ ဒီကနေ့တော့ကျင်းဆက်မှုလေးတော့ဒီလောက်ပါပဲ။ဒါမင်းနေဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်အောင်သင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာပြေရှုမဲ့ကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။